။ဒါရဲ့ဆက်သက်စေချင်တာကတာကြီးကအဲ့ဒီ2023လုံးအဲ့ဒါလဲအဲ့ဒီအကောင့်မှာတင်ထားတဲ့ဒီမှာဒီနီနီဆိုတဲ့အကောင့်ပိုင်ရှင်ပေါ့။ဒီသားမီကိုမှတ်မိကြသေးရဲ့လားတဲ့ပရာဟိတမင်းပရာဟိတတယုတ်ဆောင်မအေးတီတာကတဲ့ဥစ္စာလူဒေါ်လာ150တဲ့လှူမယ်ပြောပြီးတော့တဲ့ဒေါ်လာ150ဆိုသူဘလို့ဒေါ်လာ150မြားတိသွားတယ်ပေါ့ငါမပြောတဲ့ထင်မှာပါလို့လား မမှတ်မိတော့ဘူးဘာလို့ကျွန်မလဲကိုယ်ကမမှတ်မိတော့ဘူးအဲ့တော့ဒီတာကြီးကိုနာမည်ဖြတ်တဲ့နီနီဆိုတဲ့ account ပိုင်ရှင်ကိုတာကြီးကတရားဥပဒေအရပဲသွားမှာပါအဲ့လိုမျိုးလေးဆိုတဲ့အခါကျတော့အဲ့လိုလေးအလွဲလေးဖြစ်သွားတာပါလို့အဲတကယ်လို့ဒီသားမီလေးကိုစောက်ရှောက်ခြင်းနဲ့ကုညီခြင်းနဲ့ဖြူတဲ့ခြင်းနဲ့ဆိုရင်ဒီညီမလေးကပြောသွားတဲ့နှစ်ငါးလေးကိုခုန်ကို၅နှစ်၆၅နှစ်၆မှန်မြန်မြန်လားဟာ မမ်းများများဆိုရဲဖုန်းလေးကိုပဲ drive ဆက်တယ်ပြီးလူရန်ပြီးပါအာအခုကတော့ဒီသားလေးပေါ့နော်ဇွဲမောင်မောင်ရဲ့အာညီမလေးမမများတို့ရဲ့ခိတခဏနားခိုးရဲ့အိမ်ကိုရောက်နေရယ်တမိအဲ့သားလေးကဘာဖြစ်တာလဲသူ့ရဲ့ဖြစ်စဉ်ကိုပြောပြသူကမွေးကြတယ်ဆိုတာဒုက္ခမပါလားတပြောင်းနဲ့ဟိုတဲ့ ပေါင်းရင်ကလည်းချီးစလုံးတိုက်ဖြစ်သွားတာပေါင်းမပါလာလေအခုသူဘယ်လားဘယ်နှစ်ရှိလဲ၄နှစ်ခွဲပဲ၄နှစ်ခွဲရှိပါပြီဆိုအဲ့တော့တပီးတို့လွန်ခဲ့တဲ့၂နှစ်ခွဲရခွဲစိတ်ကိုလုတ်သေးရလုတ်ဖြစ်လားမလုတ်ဖြစ်ဘူးဘာဘာမလုတ်မလုတ်ဖြစ်လား तू อ่ะဒီဘက်သူဟိုတဲ့ခန္ဓာကိုယ်အလေးချိန်နဲ့ခွဲတယ်ဟာနဲ့အဆင်မပြေဘူးတဲ့ဩတေးသေးလို့လူတေးသေးလို့အဲ့ဆိုဘယ်ချိန်လောက်မှလုတ်မယ်လို့ပြောလဲအဲ့ဒါလူနည်းနည်းကြီးထွားမှုခန္ဓာကိုယ်ကြီးထွားမှုအဆင်ပြေမှလုတ်ဝင်မယ်တဲ့ဩဟုတ်ပြီဒါပေမဲ့စိတ်ကံတော့တောက်လျှောက်ပြရတဲ့ ရစ်ချိန်လေးတွေနဲ့ပြရတယ်။ဒီကတော့၆ဆိုတာကဘဏလာတစ်ခါပြရတယ်။၃လတစ်ခါ၃လတစ်ခါပြရတယ်။သူ့နားလေးကလည်းအဲ့လိုလေးဖြစ်နေရနော်။မွေးကလေးကနှစ်ဖက်စလုံးနားတော့ကြားတယ်ပေါ့။ကြားတယ်။ကြားတယ်။သူစင်ကယ်မန်လားမသိဘူးနော်။ဟုတ်တယ်။စင်ကယ်မန်စင်ကယ်မန်လားဟုတ်လား။ဟုတ်။အဲ့တော့ယောက်ျားကဘယ်ကိုယောက်သွားရလဲ။ယောက်ျားထိုင်းမှာ။ဩဒီကလေးမွေးပြီးရထားခဲ့ရပေါ့။ဟုတ်။အခုတမီးကအခုဘာတွေလိုအပ်လဲ။ဒီကလေးရောဖက်စိတ်ဖို့လိုလား။တမီးဘာတွေလိုအပ်လဲ။ ကလေးကခွက်ဆေးရမှာခွက်ဆေးရတာဒါပဲခွက်ဆေးရမလဲအချင်းတော့အကန့်အသတ်ပေးမထားဘူးဆေးကံပြမယ်အဲသူတို့ပေါင်းပြည့်တဲ့အချိန်ခန္ဓာကိုယ်ချိုးစားညီမျှတဲ့အချိန်တိုင်းခွဲပေးမယ်အဲသူကိုယ်တိုင်လည်းမတန်ဆန်းအမျိုး single man တယောက်ဖြစ်တယ်အဲကလေးလေးကလည်းဒါမွေးကလေးကမွေးရပါဒူပေါင်းမပါဘူးအဲ့တော့ဒီကလေးလေး ကိုပေါ့နော်အာဒီကလေးလေးခွဲစိတ်ပို့ရေဒီသားမိနှစ်ယောက်ရဲ့အတူတော့ဒီမှာခတ္တဒါတကယ်ချင်းအိမ်မှာလာပြီးတော့အာခေတ္တခဏနေတာပေါ့နော်အာခေတ္တခဏဆိုတာကသူတို့အိမ်မှာပေါ့လေမတက်နိုင်ဘူးအဲ့လိုနေတဲ့အခါမှာအဲ့တော့ဒီသားမိလေးကိုဖြူကျင်နေဆိုလို့ရှိရင်အဲဒီညမလေးရဲ့ဖုန်းနံပါတ်ပေါ့သူ့နာမည်ကမြတ်မြတ်ပါသမီးဖုန်းနံပါတ်ဘယ်လောက်လဲ2 5 4 9 9 6 09 254 926မမြမြပါအဲ့ဒီဖုန်းကိုဓာတ်ရိုက်ဆက်တယ်ပြီးလူပေးကြပါဂျားကမိသည့်ဖုန်းမိသည့်အကောင့်ကိုမှမလွှဲဖို့အာတောင်းဆိုပြရစီဓာတ်ရိုက်ဆက်တဲ့စည်ကျင်တာကတာကြီးကအဲ့ဒီ2023လုံးအဲ့ဒါလဲအဲ့ဒီအကောင့်ကတင်ထားတဲ့ဒီမှာဒီနီနီဆိုတဲ့အကောင့်ပိုင်ရှင်ပေါ့နီနီဆိုတဲ့အကောင့်ပိုင်ရှင်အဲ့တော့ဘာလဲဆိုတော့ तू ကဘာတင်ထားလဲဆိုတော့တဲ့ ဒီသားမီကိုမှတ်မိကြသေးရဲ့လားတဲ့ပရာဟိတမင်းပရာဟိတတယုတ်ဆောင်မအေးတီတာကတဲ့ပုံစံလူဒေါ်လာ150တဲ့လှူမယ်ပြောပြီးတော့တဲ့အဲ့တော့လာမလူလို့တဲ့သူတို့ကတဲ့တောသူတောင်သားတွေဟိုလို့တဲ့သူကမတောင်းရဲလို့သူ့စီမှာလာကူညီတောင်းနေတဲ့ဆိုတော့အဲ့လိုမျိုးတင်ထားတယ်အဲ့ဒီနေ့ကဟိုအဲ့လိုပဲဒဇာမုံလာပြီးနေ့ညီထုခောင်ရဲ့အာရွှေသမီးရဲ့ယတနာဘူးရဲ့လှူပြီးတော့ သူ့ကိုလူကဆက်သွက်လိုက်တဲ့အချိန်မှာသူကဒီကလေးကိုတဲ့ရက်ချင်းပြပြီးတော့နေပြန်ရောက်နေတယ်တဲ့နေပြန်ရောက်နေတယ်ဆိုတဲ့အချိန်မှာတမီးလို့အလှရှင်ကပတ်စံလှူထားတယ်လို့လေးသိန်းလားလေးသိန်းဝလားမသိဘူးအဲ့တော့တမီးပြန်လာခဲ့ပါလားဆိုတော့မမတဲ့တမီးကရက်ချင်းကလေးရက်ချင်းချင်းမှပြန်လာလို့ရမယ်နောက်ပြီးတော့အဲ့ဒီတော့က तू ကပြောတာက 6လလောက်7လလောက်ကြာအောင်မယ်လို့ကိုယ့်စိတ်ထဲမှာထင်တာတကယ်တော့ तू ပြောလိုက်တာ3လလောက်ကြာမယ်လို့ပြောလိုက်တာတဲ့နောက်တစ်ခု तू ကတာကြီးကိုအမကြီးရန်ကုန်ရောက်ပြီးသမီးအာပတ်စံအဲ့တော့16သိန်းနဲ့တဲ့ဖုန်းနှလုံးကပိုင်းလိုက်ခံရတယ်ဆိုတော့အဲ့ဒါလည်း तू မှန်းမသိဘူး तू မှန်းမသိဘူးဆိုတော့ तू ဖုန်းနံပါတ်မလည်းမသိဘူးမသိတဲ့အခါကျတော့တာကြီးကအေးညီမလေးလောလောဆယ်တော့အမစီမှာအလူကအလူငွေမရှိဘူးအလူရှင်မရှိဘူး အဲ့လိုပဲပြလိုက်တယ်သူဘယ်သူမှလည်းမသိဘူးဒီဒီကလေးအမေမှလည်းမသိဘူးအဲ့တော့အဲ့ရအဲ့လိုမျိုးပြလိုက်ပြီးတော့ဆိုတော့ तू ကလည်းအဲ့လိုဖုံးချသွားတယ်အဖုံးချသွားပြီး तू လုံးဝမဆက်တယ်လာတော့အခုကြမှာအဲ့လိုတွေပေါ်လာပြီးတော့အဲ့လိုတွေနာမည်ဖြတ်တဲ့အခါကျတော့အဲ့ရမို့တာကြီးကလှူမယ်ဆိုရင်သူ့စီပဲတာရဲ့လှူတန်းမှာတာကြီးကတော့လုံးဝလက်မခံပါဘူးလို့အဲ့တော့ဒီတာကြီးကိုနာမည်ဖြတ်တဲ့နီနီဆိုတဲ့ account ပိုင်ရှင်ကိုဒါရီကတရားဥပဒေအရပဲသွားမှာပါ။ဘာကြောင့်တရားဥပဒေအရလုံးမလို့ပြောရလားလဲဆိုရင်အမှုပညာပဲဖြစ်တယ်။နောက်ပြီးတော့ဒါရီမဟုတ်တာတစ်ခုမှမလုပ်ဘူး။ပွင့်လင်းမြင်တာလူတန်းပေးနေတဲ့သူဖြစ်တယ်။ဒါရီကိုဒီနာမည်ဖြစ်တဲ့မိမိအကောင့်ပိုင်ရှင်ကိုဒါရီကရအောင်ဖော်ထုတ်ပါပါလို့တကယ်လို့ ကူညီနိုင်တယ်ဆိုလို့ရှိရင်ပိဋကတ်တွေရတော့အကုန်လုံးဒီကိစ္စလေးကိုဒီကြွတ်ကျင်တဲ့သူတွေအကုန်လုံးကျမကိုဝိုင်းပြီးကူညီပေးကြပါလို့လှူလိုက်တယ်ငွေရိုးလဲကျမအဆင်ပြေတယ်မိုက်တီတာဖုံးဆက်ဖုံးဆက်လိုက်တော့ကွတခြားတရားကိုလှူပြီးသွားပြီမရှိတော့ဘူးလို့ပြောလိုက်တဲ့အချိန်မှလည်းဖုံးထက်မဆက်တော့ဘူးအဲဒီနောက်ပိုင်းဘာမှဆက်တွဲမလုပ်တော့တာခုချင်းဒီပဲအခုမှ line မှာတွေ့လို့တာကိုကပြန်ပြီးလို့ရှင်မေးလိုက်တာပဲရှိတယ် လုံးဝကွယ်ဆက်တွဲမလုပ်တော့ဘူးကြာပြီနှစ်နှစ်ကျော်ပြီမှရဲ့တောင်းညင်းနေဆိုတော့အဲ့ဒီတော့ကစားကျွန်မလိုက်မှာပေါ့ဒါမှမဟုတ်ကိုယ်လည်းအလုတ်ကလေးပြန်လုပ်ပြီးအလူငွေလေးနဲ့လောက်ကိုင်းစားတောက်ပြီးအေးအေးဆေးဆေးလေးပဲဒီမှာစီကံပြလိုက်သွားလိုက်လာလိုက်ပဲနေတာရန်ကုန်လည်းတစ်ခါဒီတစ်ခါမဟုတ်ပါဘူးရောက်တာခောက်ခေါက်ပါတောက်ချောက်သွားလိုက်ပြန်လိုက်ပဲ၃လတစ်ကြိမ်အဲ့လိုမျိုးသွားလိုက်ပြန်လိုက်နေတာအဲ့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 မှာရေးထားတာဘာရေးထားလဲဆိုတော့လေตัวไอ้เนี่ยดอลลาร์150โหเนี่ยอลูชินอ่ะตัวตัวกูเลยเสร็จตวยลาพี่รอเนี่ยหลู่ไปแม่ပြောพี่รอเนี่ย အဲ့ဒီဒီလူတွေကလည်းကာယကံရှင်တွေကကြတော့လေတောသူတောင်သားတွေဆိုတော့လေရိုးသားတော့တဲ့မတောင်းရဲဘူးတဲ့အဲ့ဒေါ်လာ150ဆိုသူဘလို့ဒေါ်လာ150များတိသွားတယ်ပေါ့ငါမပြောတဲ့ထင်မှာပါလို့လားမမတ်မိတော့ဘူးကွာကျမလည်းကိုလည်းမမတ်မိတော့ဘူးကိုလည်းသူအတန်းဖိုင်ပါတယ်ပြောလို့လားအဲ့လိုမျိုးရေးလို့လားအဲ့အဲ့ဒီညမှာကွာလေ तू က6လ7လလောက်ကြာမယ်လို့ပြောတဲ့အခါမှာဆိုတော့ तू ပြောတဲ့ချိန်မှာအခုအခု तू လည်းရေးထားရတော့6 7လလို့ပြောတယ်လေဘာ7လ3လပဲလေ ကျွန်တော်သိတာ3လတဲ့အဲ့တော့ဆိုတော့အဲ့ဒီ data အဲ့လိုမျိုးကြီးအမှားကြီးလေအဲ့လိုအဲ့လိုမျိုးကြီးလေကိုကလည်း logistic ပြောတဲ့ခါမှာ တယောက်ထဲမှမဟုတ်တာဒီလူတွေကလေအများတာကြီးလောက်ရတဲ့အလုပ်ကအများကြီးလေအဲ့တော့အဒီတာကြီးရဲ့အလွယ်လိုအပ်တာလေးတစ်ခုသွားတော့တာကြီးကသူ့ကိုဖုန်းမဆက်လိုက်မိဘူးအဲတမီးရေတမီးကိုလူခိုင်းတဲ့ပတ်စံကတော့ကိုဘက်ကိုပဲပေါင်းလူခိုင်းလိုက်တယ်တမီးကိစ္စနောက်မှဆက်တာကြီးစိတ်ထဲမှာလဲအဲ့တော့နောက်အလှရှင်သူ့အလှရှင်ပေါ်လာခဲ့လို့ရှိရင်သူ့တို့မိသားစုလေးကိုဒါလူပဲပါအဲ့တော့ကအကူသားရောင်တာကြီးကပြောပြောပြစ်တယ်ဟဲလို့တနာပါရဲ့လို့အိုက်သားအမိလေးလို့ဆိုတယ်ဘယ်တက်နိုင်မလဲတဲ့ကံကြဟုတ်တယ် ကန်တရားပန်တရားရင်အများကြီးဆိုင်တယ်နော်ဟုတ်တယ်เนาะဟုတ်တယ်လေအဲ့တော့အဲ့လိုမျိုးလေးဆိုတဲ့အခါကျအဲ့လိုလေးအလွဲလေးဖြစ်သွားတာပါလို့အဲတကယ်လို့ဒီသားမိလေးကိုစောက်ရှောက်ခြင်းနဲ့ကုညီခြင်းနဲ့လှူဒဲခြင်းနဲ့ဆိုပြီးဒီညီမလေးခုနပြောသွားတဲ့နှစ်ငါးလေးကိုခုံကို၅နှစ်ချ၅နှစ်ချမန်းညံ့ညာလားဟာမန်းညံ့ညာဆိုရဲ့ဖုန်းလေးကိုပဲ direct ဆက်တယ်ပြီးလှူဒဲပြီးပါเนาะအဲ့တော့အခြားအခြားဖုန်းလေးကို အာအခြားဂျာကန်ပုတ်ကိုပြည်သူကမှလှူရန်ပေးပါနဲ့တောင်းမှန်ပါတယ်ဘာလို့ဆိုတော့သူတို့မရမှာစုလို့အင်တာဗျူးသွားတဲ့အခါမှာတဲ့အောက်ကနေအလှဝင်ခံသွားတာ၄ရက်လောက်ပါသွားတယ်ဆိုသူတို့လက်ထဲကိုအဆက်မရောက်ပါဘူးလို့အဲ့ဒါကြောင့်မို့လို့အားလုံးကိုပြန်ကျေးဇူးတင်ပါတယ်မြန်မာလေးရောခုအဆင်ပြေသွားပြီလားနားလည်သွားပြီလားပြန်လည်သွားပြီဟုတ်ကျေးဇူးတင်ပါတယ်လို့